အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့အဆုံးမကောင်းတောင်းပီးလိုက်ရပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်တို့ဒီနေ့ညမှာဒါကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းမှာလုပ်တယ်ပြောလို့ရတယ်။ဒီနေ့မနက်အစောပိုင်းမှာတော့ဒါကျွန်တော်တို့ Arsenal အသင်းနဲ့ Crystal Palace အသင်းနဲ့မြန်မာ Sunday ဂျင်းတနအီကွဲမှာဒါကျွန်တော်တို့ဆက်လက်ပြီးတွေ့မှာဖြစ်တယ်။အဲ့တော့ ခရစ်စတယ်ပဲလစ်ဂျင်အကြရဲ့ထဲမှာဒါကျွန်တော် FA Plaque ကံအမှာဒါကြောင့်တစ်ဖက်ကအာစတန်သိနေလေချန်ပီယံလိကံအမှာဒါကြောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့နှစ်သင်းလုံးအတွက်အဆင်ပြေတဲ့ပွဲစဉ်တစ်ပွဲဒီနေ့မှာကြံမယ်အဲ့တော့အာစတန်သိနေဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လူစင်းကိုတော့ဘလို့လောက်သွားမှာကျွန်တော်လေးတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ခရစ်စတယ်ပဲလစ်အတွက်ကောပဲခရစ်စတယ်ပဲလစ်နဲ့ဒါသူတို့ရဲ့တမိုင်းမှာဒါကျွန်တော်တို့ FA ဖလားကျွန်တော်မရတော်တော်လေးကိုကြာပြီဖြစ်တဲ့ကြောင့်ဒီနေ့ဒါကျွန်တော်တို့ Crystal Palace နဲ့တို့ FA ဖလား semi final ကမ်းမှာပေါ့နော်တို့ကမ်းမဲ့ဒါကျွန်တော်တို့အပိုးနိုင်ငံကလည်းခတ်တယ်ဗျဟိုကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ Champions League ဝင်ခွင့်အတွက်ကြိုးစားနေတဲ့ Aston Villa အသင်းနဲ့ကမ်းမှာဖြစ်တဲ့ကြောင့်မလို့ Palace အသင်းနဲ့ဒီနေ့ပွဲစုံမှာဘလောက်ထိတိုးပြီးကန်သွားမယ်အဲ့တော့ဒီနေ့ပွဲစုံမှာ Arsenal ဘက်ကလည်းစဉ်းစားစရာရှိလို့ Crystal Palace ဘက်ကလည်းစဉ်းစားစရာရှိတယ်ဒါပေမဲ့ Arsenal အသင်းကတော့ရှင်းနေဗျဒီနေ့ပွဲစဉ်ပြီးသွားပြီဆိုရင်တို့အနေနဲ့ကြားရတဲ့မှာတပတ်တီတီအပြည့်ဝနာခွင့်ရသွားမယ် PSG နဲ့ပွဲမတိုက်ခင်မှာဘာပွဲမှမရှိမှာဖြစ်တဲ့ကြောင့် Arsenal အသင်းနဲ့ဒီနေ့ပွဲစုံမှာ solid က်တာကသူတို့အတွက်ကတော်တော်လေးကို effective ဖြစ်စရာကောင်းတယ်ပရီးမီးယားလိနေနေအခုလက်ရှိမှာဒါအာဆနယ်သင်းကိုဒီလိုမျိုးပွဲရှိပြီးတာကတော်တော်လေးကိုကောင်းမွန်တဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်တစ်ဖက်ကကျွန်တော်အာဆနယ်သင်းနေဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တစ်ဖက်က Liverpool အသင်းအတွက်ဒါကျွန်တော်တို့နောက်ဆုံးချိန်ထိဒုက္ခပေးဖို့အတွက်ကြိုးစားမယ်ပွဲတစ်ပွဲဒါကျွန်တော်ညင်တာကပေါ့နော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့မတိုင်ခင်မှာ Liverpool ကစားသမားတွေဒါကျွန်တော်ဒီနေ့ပွဲစဉ်ကိုဒါဝိုင်းဝပြီးဒါစုကြည့်ကြမယ်လို့မြင်တယ်ထုံးအတိုင်းပေါ့ဗျာဒါကျွန်တော်ကိုတစ်ဖက်အသင်းရှုံးမှုအတွက်ဒါဝိုင်းပြီးကြည့်ရတဲ့ပွဲတစ်ပွဲပေါ့အဲ့တော့ Arsenal အသင်းနဲ့ Crystal Palace နဲ့ယင်ဆိုင်ရတဲ့အချိန်မှာဒီနေ့ပွဲစဉ်ကဘလောက်ထိဒါအရေးပါမလို့ချက်တော့ကြည့်ရမယ် Arsenal အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါနိုင်ခဲ့မယ်ဆိုရင်တော့ဒါတစ်ဖက်က Liverpool အသင်းက Tottenham Hotspur အသင်းကိုနိုင်မရမယ့်အချိန်တွေတစ်ခုကိုသွားရမယ်အတွက်ကြောင့်မလို့ Tottenham Hotspur အသင်းနေနေဒါကျွန်တော်တို့နှုတ်ဝမ်းတိုင်းဒါ Title Challenge မှာအဆုံးဖြတ်ပေးရမယ့်ပွဲစဉ်တစ်ပွဲကိုဆက်လက်ပြီးကြံရမယ်တဲ့မှာပါတယ်ဒါပေမဲ့လက်ရှိမှာအမှတ် အဖြစ်တော့73မှတ်လောက်ကွာနေဖြစ်ကြောင်းအာဆနယ်သင်းတယ်ဒီနေ့ပွဲစဉ်မှာ line up ကိုဘယ်လိုမျိုးပြောင်းလဲပြီးကံသွားမလဲတေချာတကွဒီနေ့ပွဲစဉ်မှာအာဆနယ်သင်းကျွန်တော်ကလူဆုံး ထုတ်ကန်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဘာကြောင့်လဲဆိုတော့ဂျားတဲ့မာလဒါ PSG နဲ့ကကဲအမှာတပတ်တိတိလောက်နားရမယ်အတွက်ဖြစ်တဲ့အတွက်ကြောင့်မို့အာဆော်သေးတယ်ဒီနေ့ပွဲစမှာသူတို့အနေနဲ့ A စစ်စီပဲကန်သွားမယ်လို့မြင်တယ်။ဒီနေ့ပွဲစမှာတစ်ဖက်က Crystal Palace တို့ကလည်းလက်ရှိမှာသူတို့အနေနဲ့လည်းဒါကျွန်တော်ဥရောပဝင်ငွေအတွက်ကဒါကျွန်တော် FA Flag ကိုယူပြီးတက်လို့ရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အဘောကဒါပေမဲ့လက်ရှိမှာ Crystal Palace ကတခုခေါင်းနေဗျ။ဒါ Crystal Palace ရဲ့လက်ကျန်ပွဲတွေကိုနိုင်ပြီးအဘောကအသင်းတွေအနေနဲ့ချီချော်ခဲ့မယ်ဆိုရင်တော့ Conference League လောက်မျောလင်းချက်တော်တော်လေးကိုရှိတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာဒါကျွန်တော် Assist စ်က AFC ဘုံမောင်အသင်းနဲ့ Crystal Palace အသင်းကတိုတယ်အားဖြည့်တာကျွန်တော်၅မှတ်ပဲ꽌ရည်ထားမှာရှိအဲ့တော့ Palace ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ခုနပြောလို့ပဲ FA Black ကဟုတ်ဆို FA Black အောင်ဖိကုန်မယ် FA Black ကနည်းနည်းလေးတော့အလှမ်းဝေးတယ်သို့ပေမဲ့တော့ညာလေဒီနေ့ပွဲစဉ်မှာသူတို့အနိုင်ယူပြီး Conference League ကိုဝင်ခွင့်အတွက်ဒါအရေးကြီးမယ်ဒါပေမဲ့ပြဿနာကပြတိလား Glasner ကလေကောင်းပြီဆိုရင်ဆိုးပြီဆိုးပြီဆိုရင်ကောင်းပြီအဲ့တော့ပြောချင်တာအဲ့ဒါလက်ရှိပဲ ဂလက်စနာအနေနဲ့အကုန်လုံးဝိုင်းဝန်းပြီးချီချူပြီးမမဲ့ရကျွန်တော်တို့သင်ပြတဲ့တော်တန်ဟော့စပါတင်ကပါဒါခရစ်စတယ်ပလစ်စ်ရဲ့လက်ရှိနီးပြဖြစ်တဲ့ဂလက်စနာဟာဒါကျွန်တော်တို့မကြခင်မှာဒါကျွန်တော်တို့တော်တော်လေးကိုကောင်းလာမယ်နီးပြဆိုပြောတာဒါပေမဲ့လက်ရှိနောက်ဆုံးပြန်ပွဲဆုံးငါ့မှာဂလက်စတာတောက်ရှောက်ရှုံးတာဒါခွက်ခွက်လန်အောင်ရှုံးပြီးဒါတပွဲပဲနိုင်ပြီးတော့တပွဲသေးနှစ်ပွဲ ရှုံးနေနောက်ဆုံးပွဲကတော့ဒါ AFC ဘုံမောင်းနဲ့ပွဲစမှာသေရကြခဲ့တယ်ပေါ့နော်အဲ့တော့ မမေ့ရပါပဲဒါဘုံမောင်းနဲ့တရေချခဲ့တဲ့ပုံစံမှာတယောက်ရော့ခဲ့တဲ့အနေထားတစ်ခုကိုသွားခဲ့အဲ့တော့ဒါရှုံးခဲ့တဲ့ပွဲစဉ်မှာကြည့်မယ်အသင်းကြီးရဲ့တွေ့တဲ့အချိန်မှာတော့ပဲလစ်အသင်းကဒါကျွန်တော်၅ဂိုးပြတ်ညူကာဆယ်ယူနိုက်တက်ကိုရှုံးတယ်မန်ချက်စတာစီးတီးအသင်းကိုလည်း၅ဂိုး၂ဂိုးဆိုတဲ့ဂိုးပြတ်ရလနဲ့ရှုံးတယ်ဆောက်တန်အသင်းကိုတော့ဝန်းဝန်းတရေချခဲ့တဲ့ပုံစံအဲ့တော့လက်ရှိမှာဒါကျွန်တော်ပဲလစ်အသင်းအနေနဲ့သူတို့ရဲ့အဓိကကစားသမားခန်းစစ်ကစားသမားဖြစ်တဲ့ဒါခရစ်စတစ်ချက်ကတော့အနီးကနေဒီနေ့ပွဲစဉ်မှာပွဲပယ်မယ်ဒါပေမဲ့လက်ရှိမှာခန်းစစ်နေရာမှာတော့ဂါကြီးပြန်ပါလာပြီဖြစ်တဲ့ကြောင့်ခန်းစစ်ပိုင်းတော့နည်းနည်းလေးလုံပြီးလို့ပြောလို့ရတယ်မှာပါ ါတယ်တဖက်ကအာဆုံသင်းကလက်ရှိမှာဒန်ယန်လူစင်းကအရင်တိုင်းပဲတိတ်ပြီးမပြောင်းလဲဘူးဒါကြတော့ Gabriel Jesus ရာသီကုန်တိနားရမယ် Kai Havertz ကခုလက်ရှိမှာ training အပေါ်စားပြန်ဆင်းနေပြီဖြစ်ပြီးတော့မကြခင်မှာပြန်ပါလာနိုင်မယ်လို့ expect လုပ်ထားခဲ့တာကြားရမှာပါတယ် Jorginho ဟိုလည်းလက်ရှိမှာဒါကြတော့ Nan Nan Yu တန်ရလို့ပြောတယ်ဒါ Tomiyasu ကရာသီကုန်တိနားရမယ် Calafiori ဒါအပေါ်စားလေ့ကျင့်ခန်းပြန်လုပ်နေပြီမကြခင်မှာပြန်လာမယ် Gabriel ကျတော့ဒါရာသီကုန်တိနားပြီမဟုတ်လားအဲ့တော့ Oliver Glasner နေနဲ့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်တို့ Arsenal အသင်းကိုဘယ်လောက်ဒီဒုက္ခပေးသွားနိုင်မလဲ Oliver Glasner ကဒီနေ့ပွဲစဉ်မှာတော့ Liverpool အသင်းကိုဖလားယူပေးတဲ့နီးပြဖြစ်သွားနိုင်မလားဒါကတချက်တော့စောင့်ကြည့်ရမယ်တစ်ဖက်ကတော့ကျွန်တော် Arsenal အသင်းကတော့ Ipswich Town နဲ့ပွဲစဉ်မှာတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတစ်ခုပြပြီးတော့ Liverpool အသင်းကိုသူတို့အနေနဲ့နောက်ဆုံးထိဒုက္ခပေးသွားမယ်ဆိုပြီးလုပ်ပြပြီးတော့ Ipswich Town ကိုအဝေးကွက်မှာ4-0ဆိုတဲ့ရလနဲ့အနိုင်ယူခဲ့တာကိုကြည့်မယ်ဆိုရင်တော့ Arsenal အသင်းကတော့ဒီနေ့ပွဲစဉ်မှာအကြီးစားလုပ်မယ်ပြော Arsenal အသင်းကနောက်ဆုံးပြိုင်ပွဲစဉ်၅ပွဲမှာလုံးဝရှုံးမွေးမရှိသေးဘူးတရေနှစ်ပွဲရှိခဲ့ပြီလက်ရှိမှာတော့ကျွန်တော်တို့ ဒါအက်ဆွစ်တောင်ကို၄ခုပြတ်နိုင်ခဲ့တယ်။အာစနယ်ကိုဒါရီယယ်မက်ဒရစ်ကို၃ခုပြတ်တပွဲ2-1ဆိုရယ်လန်တပွဲနိုင်ခဲ့တယ်။အဲ့တော့ လက်ရှိမှာပရီးမီးယားလိမှာကျွန်တော်အာစတိုသင်းဒီနေ့ပွဲစဉ်မှာဘလောက်ထိလူထုတ်ပြီးကန်သွားမယ်ဆိုလို့လို့စိတ်ဝင်စားဖို့ခေါင်းတယ်။နောက်တန်းမှာကြီးမားမားပြောင်းလဲမှုသိမ့်မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ဥမာစန်တာဘက်ဒီပေါ့နော်။စန်တာဘက်မှာဆိုလက်ရှိမှာအာစတိုသင်းနဲ့တိတ်ပြီးရွေးချယ်စရာများများဆဆမရှိတဲ့ကြောင့် jacket jacket kwo နဲ့ဒါကျွန်တော်တို့စာလီဘအတွက်ကိုစာပြီးမြင်ရပြီးတော့ဂိုးသမားမာရိုင်ယာကိုပဲနှီးပြဆက်သုံးမယ်လို့မြင်တယ်။တစ်ဖက်ကတော့ရှင်းနေပြအခုလက်ရှိမှာဒါကျွန်တော်တို့လက်ရှိတိုက်စစ်မှာခြေစွမ်းပြခြေစွမ်းပြနေတဲ့ မာတီဒါစာ easy 3ရောက်တွေပဲပြန်မြင်အဲ့တော့ဒီနေ့ပွဲစဉ်မှာရှင်းပါတယ် Palace အသင်းနဲ့ဒီနေ့ပွဲစဉ်ကသူတို့တို့ကသုံးမှတ်ပူပြီးအရေးကြီးတယ်တစ်ဖက်က Arsenal ကတော့ရှင်းနေပြန်နောက်ဆုံးခြေထိတာကြောင့် Liverpool ကိုဒုက္ခပေးဖို့အတွက်သာဒီနေ့ပွဲစဉ်ကတစ်ချက်တော့စောင့်ကြည့်ရမှာကျွန်တော်အနေနဲ့ပြောရမှာဒီနေ့ပွဲစဉ်မှာဒါနီးပြအနေနဲ့ Saka ကိုလုံးဝ100%အနားပေးသွားမယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်မိတယ် Saka ကတော်တော်လေးကိုအရေးပါတဲ့အနေထားမှာဒါကျွန်တော်တို့ဟိုအရေးကြီးတဲ့ပုံစံမျိုးကိုလှုပ်ပြသွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ ဘာဒီကိုဘလို့လောက်ရမလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်စင်နရီယိုကိုအာစနယ်အသင်းလောက်ပြနိုင်မလား ဒါကတစ်ချက်တော့စောင့်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာအာဆနိုအသင်းအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာဘလောက်ထိအရေးပါမယ့်ဥစ္စာကိုယူဆသွားဒါပေမဲ့ကျွန်တော်ရှင်းတယ်ဗျအာဆိုတဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဆိုဒူကလည်းပါဆိုဘာဖြစ်မလဲဘာဖြစ်တော့ဖလားရဆိုတော့စီဖလားရပေါ့ကျွန်တော်ပေးလိုက်တော့ဘာလို့လုံးဝလူမနာဖို့ရပေါ့ဆိုအစ်ရစ်တောင်းတဲ့ပွဲစဉ်မှာအာဆနိုအသင်းလူနာသွားနိုင်တဲ့ movement အများကြီးရှိတယ်အဲ့တော့တပတ်ကပေးလစ်စတာမြို့ကန်ပြိုင်ဘက်ဒါကျွန်တော်လန်ဒန်အသင်းကပြိုင်ဘက်တယောက်ဖြစ်တဲ့အကြောင်းဒီနေ့ပွဲစဉ်မှာအာဆနိုအသင်းအနေနဲ့ဘလောက်ထိ ဒီနေ့ပွဲစဉ်ကိုရှေ့တူးသွားနိုင်မလဲဒါကကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတယ်ဒါပေမဲ့တစ်ဖက်က Crystal Palace ကအချင်းနဲ့အဆင့်၈လောက်ထိရပြီးတော့ Conference League ဝင်ကွင်းကသူတို့အတွက်ဘယ်လောက်ထိရေးပါမလဲဒီနေ့ပွဲစဉ်ကို၂ရောက်လုံးကဆုံးဖြတ်ချက်ချရမယ် FA ဖလားဖလားလက်ရှိမှာ FA ဖလားမှာ Crystal Palace ကအားအနေဆုံးပြိကစားသမား Aston Villa ရှိတယ် Northern Forest ရှိတယ် Manchester City တင်းရှိတယ်အဲ့တော့ Palace ကဒီ၄သင်းထဲမှာ underdog ဖြစ်တယ်အဲ့တော့ Palace အနေနဲ့ FA ဖလားသူတို့အတွက်ဘယ်လောက်ထိအရေးကြီးမလဲဒါမှမဟုတ်နောက်ပေါ်တော့လက်ရှိ league table ကအဲ့တော့ ပဲလစ်ဒါသူတို့ရဲ့ရှေ့ပွဲတွေကိုနိုင်ခဲ့မယ်ဆိုအခုချိန်မှာပဲလစ်ကကွန်ဖရက်လိတမို့ယူရိုပါလိတောင်ပန်းလို့ရမယ်ဒါမှရှိတယ်ဒါပေမဲ့ကလပ်စနာက၃ပွဲဆက်ချေချော်သွားတဲ့ချိန်မှာဒါကျွန်တော်ပဲလစ်ကတော်တော်လေးကိုအချိန်ကြီးဆိုးသွားခဲ့တယ်တစ်ဖက်ကဒါအာစနိုအသေးအနေနဲ့တော်တော်လေးကိုစောင့်ကြည့်ကြစရာကောင်းတာကဒီနေ့ပွဲစမှာဘယ်လိုမျိုးခင်ကျင်းလာမလဲတစ်ဖက်ကအစ်ဆွေးရှိတဲ့ပွဲစဉ်လိုပဲဒါအာဒီတာနဲ့နောက်ဆုံးချိန်ကငါတို့ကလစ်ဗာပူးကိုဒုက္ခပေးသွားမယ်ဆိုတဲ့အကြောင်းမြင်ရမလားဒါမှမဟုတ် OK AC ပဲငါတို့ကချန်ပီယံလိပွဲစဉ်အတွက်ငါတို့လူတွေမနာအောင်ဒီနေ့ပွဲစမှာလူငယ်တွေကိုလည်းနေရာပေးသွားနိုင်မယ်လို့မြင်ဒါပေမဲ့ကျွန်တော်ကဒီနေ့ပွဲစ ုံးမှာဆိုရှင်းနေဗျ Crosser တို့ဘာတို့ကိုသုံးတာဆိုတော့ဒါ Crosser ကို left wing မှာပြန်သုံးပြီးတော့ Marino ကို center forward မှာထားတာမှန်ပေမဲ့ကျွန်တော် right wing နေရာမှာ Ethan Wanwery ကိုတွေ့ချင်တယ်ဘာလို့လဲ Wanwery နဲ့ Wanwery မှာဒီကစားသမားဒါကျွန်တော်တို့ဂိုးလဲသွင်းတာဖြစ်အောင် Ethan Wanwery နဲ့နေရာရဖို့နေရာပေးဖို့အတွက်ထိုက်တယ်နေကစားသမားတရားလို့ကျွန်တော်အနေနဲ့မြင်တယ် Queen နဲ့ဘိုင်းမာတာကြောင့်ဒီနေ့ပုံစံမှာမြန်မာဆဆပြောင်းလဲလူရမယ်တော့မထင်ဘူးဒါပေမဲ့ဒီနေ့ပုံစံမှာကျွန်တော်အနေနဲ့ပြောချင်တာကဇင်ကြီးကိုကျွန်တော်ဆက်ပြီးသုံးစေချင်တယ် Louis Schedule လုံးဝဒါကျွန်တော် PSG နဲ့ပုံစံမှာဥဒါဒါဒီနေ့ပုံစံမှာဒါဒုတိယပိုင်းလောက်မှာ၃-၃ဒါလိုမျိုးပုံစံမှာဒါစန္ဒာဘက်ကဒီနေ့ပုံစံမှာဒါအ အများကြီးပြောင်းလဲစရာမရှိဘူးရှိလို့လည်းမရအောင်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့လက်ရှိအနေအထားအရာဘလို့မျိုးပုံစံမျိုးကိုသွားမလဲဒါကတော်တော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းမယ့်အခြေအနေတစ်ခုကိုဒါကျွန်တော်တို့ Arsenal သင်းစီကမြင်သွားမှာ Arsenal သင်းရဲ့နည်းနည်းပုံစံမှာ Crystal Palace ကိုဘလို့ဒီရင်ဆိုင်သွားမယ်ဆိုတော့ကြည့်လို့ကောင်းမယ့်ပွဲတော်ဖြစ်လာမယ်လို့မြင်တယ်မဲ့နှစ်ယောက်လုံးမှလည်းကိုစီကိုစီဒါကျွန်တော်လွန်ဆွဲနေတယ်လာမယ့်ရသက်တပတ်ရဲ့ပွဲစဉ်တွေရှိရတဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာဘလောက်ထိ approach လောက်သွားနိုင်မလဲဆိုတာကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်လို့ပြောရင်လည်းကျွန်တော်ကတော့ဒီပွဲကိုစောင့်ကြည့်ဖြစ်မယ်လို့ပြောပါတယ်။ဒါကခုနကခုနကပဲကျွန်တော်လည်းအာနောက်ကြမှာအိပ်ဖြစ်တယ်ဆိုတော့ဒါကြည့်ဖြစ်ရမှာပါကြည့်ဖြစ်မှာပါဒါခုနကပြောလို့ပဲ အရေးကြီးမဲ့ပွဲတစ်ပွဲဆိုတော့အဲ့တော့လီဗိုပရိသတ်တွေကဒီနှစ်ပွဲစဉ်ကိုစောင့်ကြည့်ဖြစ်မလားတခြားတော့ကြည့်ပြရစီလက်ပါပဲဘောလုံးပွဲတွေကိုကြည့်ဒါပေမဲ့အရေးကြီးတာအာဆနယ်အင်္ဂလိပ်ဖြစ်တဲ့ကြောင့်အာဆနယ်ကတော့အင်္ဂလိပ်မှာလုံးဝအရှုံးခံမယ်လို့ကျွန်တော်ကမမြင်ဘူးအဲ့တော့လက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4 ကြီးတို့မှာချင်းလို့ဆိုပေါင်းကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point ဆိုတဲ့ TV4 ကြီးတွေလင်လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရရဲများများလေးလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ် မြတ်မြတ်ကလစ်မမြန်မြန်နာဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တော့ကွန်ပျူတာပေါ့ဗျကျွန်တော်နောက်မှ issue တူကြတာပေါ့ဒေဖာပါဗျ